မယ်မုံဒီဝါရကိုဆွဲကန်လိုက်ပြီးလားကားတချို့ကဘာရေလုံးပတာတော့တို့တောင်းတဲ့တောင်းတစ်ဖက်နဲ့တစ်ဖက်အမုံတွေဖက်နေခဲ့ကြတဲ့ချိန်လူသားတွေကြားမှာလဲမုံတရားတွေဆော့ဆဲမြမြနဲ့ဝေးရောက်နေခဲ့တာပါတယောက်ကိုတယောက်စောင်းကြမြောင်းကြရတဲ့တစ်ဖက်နဲ့တစ်ဖက်သူမှန်နဲ့ငါမှန်နဲ့ဆိုတဲ့အယူဆတွေနဲ့နောက်နှစ်ဖက်ကြားအစမြေမှုတွေကလည်းကြီးထွားပြီးကြီးထွားနေခဲ့ကြပါလိမ့်ဒါလူလောကရဲ့သဘာဝလို့ဆိုရမှာဖြစ်ပြီးတော့အမြင်နေဆောင်အထင်နေဆောင်နေရာကနေစတဲ့ဇလန်းတွေကအမိုက်ကစပြတ်သက်မီးလောင်ဆုံးသလိုမျိုးဖြစ်ပေါ်နေခဲ့တာပါ ခုဆိုရင်ကဘာကြီးကရန်သူတွေဝမ်းဝိုင်းလဲနေခဲ့တယ်လို့ဘယ်နေရာဟာအေးချမ်းရပါလဲဆိုတော့မေးရလောက်ပူလောင်ဆရာတွေနဲ့ပြည့်နှက်နေခဲ့တာဖြစ်ပါတယ်။အဲ့လိုပူလောင်ဆရာတွေနဲ့ပြည့်နှက်နေတဲ့ကဘာလောကကြီးထဲမှာမန်ယူသင်းနဲ့ဂါနာချိုရဲ့အမုန်းတရားစစ်ပွဲကလည်းတကူပါဝင်လို့ဆိုရမှာပါ။ဂါနာချိုကလူငယ်တယောက်သူ့စီမှာမန်တွေလည်းရှိခြင်းရှိမယ်၊မာနာတွေလည်းရှိခြင်းရှိမယ်။ဒီချိန်မှာလူငယ်တွေကပေါက်ကွဲလွယ်တဲ့အမျိုးသားတစ်ခုလို့ဆိုရမှာဖြစ်ပြီးတော့သူတို့ရဲ့ရင်ထဲမှာအစိမပြေစရာတွေကရန်စားစားလို့အမြင့်တွင်နေခဲ့တာဖြစ်ပါတယ်။ရင်ထဲမှာအစိမပြေစရာတွေများလာတဲ့အခါတဏှာမှာပေါက်ကွဲပြဖို့အတွက် တာဆူနေခဲ့လို့ပြောစရာရှိတော့လဲဒုံဒုံနိုင်နိုင်နဲ့ပြောဖို့လဲဝင်မလေးတက်ကြသူတွေပါသူမျက်နှာထောက်ဆရာရှိသေးတယ်ကိုမျက်နှာထောက်ဆရာရှိသေးတယ်ဆိုရဲစိတ်ကလေးနဲ့အရာရာအသီးခံနေမဲ့လူငယ်တွေထဲမှာကာနချိုမပါဝင်ခဲ့ဘူးလို့ဆိုရပါလိမ့်မယ်ဒါကြောင့်လဲသူ့ပေါ်မှာတရားဥပဒေနဲ့ကိစ္စကိုကာနချိုတယောက်ရင်ထဲမှာမထားတဲ့ပဲပွင့်လင်းလင်းဖွင့်ရသွားခဲ့တဲ့ခါမှာတော့မန္တာပြောရင်ရွာပင်ထုတ်ခံတယ်ဆိုရဲစကားတိုင်းအာဂျင်တိုင်းသားလေးကရွာပင်ကိုရောက်သွားခဲ့ပါလိမ့်ကာနချိုကသူ့မန္တာထင်တဲ့အရာကိုလောက်တက်တဲ့လူငယ်တယောက်ဖြစ်ပြီးတော့သူကမက်ဆီလိုကဘာသောဘောလုံးသမားကြီးနဲ့နိုင်ငံသေးမှာအထူးတွဲကစားခွင့်ရနေရတော့မှ ဇော်နယ်လူလူဇားမကြီးကိုအိုင်ဒေါ်တယောက်ဖြစ်သတ်မှတ်ထားခဲ့သူပါအာဂျီနာသည်နဲ့ဒူဒူဇားတဲ့ခါမှလည်းကားနှချိုးဟာတခါလေနိုင်ငံသေးမုံနဲ့တီးကြဖြစ်နေရမျိုးနဲ့မြင်တွေ့ခဲ့ရသူဖြစ်ပြီးသူမန်နေထင်းနဲ့ရောက်ဘူးမှဂယူဆိုင်တာမျိုးမရှိဘဲနဲ့လှုပ်တက်သူတယောက်လည်းဖြစ်ပါတယ်ကားနှချိုးကယူရိုပါလိဘောလုံးပွဲပြီးမှသူဟာနီးပြအမ်မိုရင်ကိုမေးခွန်းထုတ်သွားခဲ့ပြီးတော့ဝေဖန်မှုတချို့လည်းပြုလုပ်သွားခဲ့ပါတယ်အသင်းမှာဒဏ်ရာရသူတွေများပြားနေတဲ့အချိန်ကားနှချိုးဟာဒီအသင်းအတွက်အစွမ်းကုန်ရုံးပေးခဲ့ပြီးတော့ဘောလုံးပွဲတီးရောက်ပို့ဆောင်ခဲ့မယ်အဆုံးမှာတော့သူဟာကန်ထုတ်ချင်းခံခဲ့ရတာပါပွဲပြီးကန်ဒီအချိန်ရောက်မှသူ့ကိုအစားရုပ်ကစားစေခဲ့တဲ့ခါမှာတော့ ကာနချွဲရင်ထဲမှာဆိုင်ကဲတစ်ခုလိုဖြစ်သွားခဲ့ပြီးတော့ပွဲပြီးသွားတဲ့အခါမှာလဲမကျေနပ်ချက်တွေကိုဖွင့်ဟသွားခဲ့ပါတယ်။အဲဒီအခါမှာရင်ကာနချိုတယောက်ရွာပင်ထုတ်ခံလာတာဖြစ်ပြီးတော့အသင်းသစ်ရှာဖွေထားဖို့ထီကိုယာစံပေးခံလာရတာပါ။ကာနချိုကိုယ်တိုင်လည်းအသင်းကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ဖြစ်ပြီးတော့ဒီຫນွေမှာတော့လမ်းခွဲသွားတော့မှာပဲဖြစ်ပါတယ်။အသင်းကထွက်ခွာရမယ့်ကာနချိုကဘယ်ရောက်မှဂူးဆိုင်တော့ခြင်းမရှိတော့ပဲဒီလိုချင်အောင်လုံနေခဲ့တယ်လို့သူဝစ်ချင်တာတွေဝင့်နေခဲ့ပါတယ်။ကာနချွဲဆိုပါပြုမှုကြောင့် United အသင်းပရိသတ်တွေကဒေါသတွေပေါက်ကွဲနေခဲ့ကြပြီးတော့အာဂျင်တိုင်းသားအသင်းကနေထွက်ခွာသွားဖို့ထီပါတောင်းဆိုနေခဲ့ကြပါပြီ။ ကာနချိုနေနဲ့ကလပ်တင်းတင်းမှာကစားမပွားတစ်ခုစတင်မှုရှိနေပြီးသူ့ကိုခေါ်ပြီးပရီးမီးယားလိပြန်ပတ်ချယ်ဆီတင်းနဲ့ဈေးရွေးထိပ်သီးနာပိုလီတင်းတို့ကစိတ်ဝင်စားနေကြကြပါတယ်ဂူလောဆင်မှာတော့ကာနချိုအားလိုက်ရဲ့အပန်းဖြေခီးသွားနေပြီးတော့စပိန်နိုင်ငံကအဗီဇာချိုကိုရောင်းနေချိန်တွင်အငင်းပွားစရာဓာတ်ပုံတစ်ပုံကိုလူမှုကွန်ရက်မှာပို့စတင်သွားခဲ့ပါတယ်ကာနချိုက United ပရီးမီးယားလိပြန်ပတ်အက်စတိုမီလာအသင်းရဲ့ဂျာစီကိုဝှေ့ဆင်ခဲ့တယ်လို့ဘိုဆိုရာအမ်မိုရီယားပြဿနာတက်ပြီးတော့အက်စတိုမီလာအသင်းစီအင်္ဂါနဲ့ရောင်းနေခဲ့တဲ့ Rashford ကျောင်းနံပါတ်6ဂျာစီကိုဝှေ့ဆင်ထားခဲ့တာဖြစ်ပါတယ်အားလုံး United ပရိသတ်တွေက ငါတို့တင်းကနေထွက်သွားလိုက်တော့ကလင်ကြေးကောင်အားကြောင့် United မှာအသင်းကိုတကယ်ချစ်တဲ့ကစားသမားတွေနဲ့ပြန်လည်ဖွဲ့စည်းဖို့လိုအပ်နေရပဲဖြစ်တယ်ဆိုရယ်အစားရှိတဲ့ဇာကလုံးတွေနဲ့ online မှာဝေဖန်ရေးသားမှုတွေပြုလုပ်သွားခဲ့ကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ။နောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီးကျူးကြဖို့လည်းဖိတ်ခေါ်ပါစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါစေခင်ဗျ။စုံလိကြည့်ပေးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။